ဒါဆိုလာ electricity system အားလက်တွေ့မှာကျွန်တော်လုပ်ကြပြီဆိုလို့ချင်းဒါကျွန်တော်ဆောက်လုပ်ရေလုပ်ငန်းဝင်ဘက်ကလာလာဖြစ်တဲ့ construction job တိုင်းကျွန်တော်တွားတဲ့အခါမှာအာကျွန်တော်တို့ဒီ standard တွေကိုစံသတ်မှတ်ချက်နဲ့ပတ်သက်တော့အပိုင်းတော်မှရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်နံပါတ်1ကတော့ဒါက ဒါ project standard လို့ခေါ်တာပေါ့နော်ဒီပစ္စည်းတွေရဲ့စံသတ်မှတ်ချက် quality ပေါ့လေ quality ထိန်းတဲ့အပိုင်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီဒါ insulation standard ခေါ်တာပေါ့လေကျွန်တော်တို့တက်ဆယ်ဆောင်ရွက်မှုအပိုင်းမှာဘာစံသတ်မှတ်ချက်နဲ့လုပ်တယ်လဲဒါကဒုတိယအပိုင်းရှိတယ်။နောက်တစ်ခုတတိယတတိယအပိုင်းကကျွန်တော် safety နဲ့အပိုင်းပေါ့နော်အဲ safety standard ဆိုတာကတော့ဘာလိုမျိုးလုပ်တယ်လဲဘယ်စံသတ်မှတ်ချက်ရအောင်လုပ်တယ်လဲဆိုတဲ့ခံစားရှိပါတယ်။အဲ့တော့ဟုတ်ပြီကျွန်တော်လက်တွေ့လုပ်တွေလုပ်ချပြီဆိုလို့ရှိရင်ကျွန်တော်က အခုလိုပဲကျွန်တော်လုံးလုံးပြီးနံပါတ်၁ကတော့အတွေ့အကြုံကိုကျွန်တော်ပုံစံပြီးတော့လောက်တာပဲဒါအတွေ့အကြုံတော့ဥစားပြီးလုပ်ရမယ်ဟုတ်တယ်ကျွန်တော်လုံးလုံးပြီးဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံကိုအထိုက်အကျောက်ရှိတာလေအတွေ့အကြုံကိုအခုတည်ပြီးဆုံးတော့လုံးလုံးကြအဲ့အဲ့ရဲ့အတွေ့အကြုံကမှန်သလားမှန်သလားအမားတွေနဲဖို့ဆိုရင်ကျွန်တော်ဘာနဲ့ထောက်ထားပြရလဲဆိုတော့ဒီစံတမ်းမချက်တွေပုံစံပြတ်တွေနဲ့ကျွန်တော်ထောက်ထားပြရတယ်ဒါမှကျွန်တော်အမားနဲတယ်ပေါ့နော်နောက်တစ်ခုကတော့ပိုပြီးတိကျကျဖြည့်ဖို့ဆိုရင်ဒါဒီဇိုင်းကယ်ကူလေးရှင်းနေကျွန်တော်ထပ်ခဲ့ရ ဒါကြောင့်လည်းကျွန်တော်ဒီဇိုင်းပတ်သက်တဲ့မရှင်မကြီးပါလာတာပေါ့လေ။အဲ့တော့အဲ့ဒီအချက်သုံးချက်နဲ့ကျွန်တော်အလုပ်လေးလုပ်ကြရတယ်။ဒါကြောင့်ကျွန်တော်ရာမဲ့ဒါဆယ်နှစ်ရက်လေးမှာပညာဒါနပုံမှန်ကျွန်တော် free နေနဲ့ဒါ free ပညာဒါနအနေနဲ့ကျွန်တော်ဝင်ရလို့မရှိအခမဲ့ဘူး။မတိုးတော့အလူရဲ့ကကျွန်တော်တင်တယ်ကပုံမှန်ပဲကျွန်တော်အရောက်တရာကျွန်တော်ကန့်သက်ထားပေမဲ့တကယ်တကယ်မှာကျွန်တော်ရဲ့ zoom light မှာအရောက်ကျွန်တော်90လောက်ဆိုရင်ကျွန်တော်ထပ်ဝင်တဲ့အခါမှာပြတ်သွားတာကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့အမြန်အာ ချုပ်တင်စင်းဝင်ပြီးတော့ကျွန်တော် Telegram group မှာအမြန်တော့ join လုပ်လို့ပါလိမ့်မယ်အဲ့တော့အဲ့ဒီမှာကကျွန်တော်တို့ဒီလာမယ့်73ရက်နေ sorry ပါလာမယ့်73ရက်နေတနင်္လာနေ့မှာကျွန်တော်တို့အာကျွန်တော်တို့ solar တွေ inverter တွေ battery capacity ရှိဟုတ်ပြီအဲ့လိုက်နဲ့တက်ဆက်သွားလေ့ကျတဲ့အခါမှာဈာမရှိနေတဲ့ဒါ productive device တွေပေါ့လေအဲ့ဒီ productive device ဆိုတဲ့နေရာမှာကျွန်တော်တို့ဒါဟို key value breaker တွေမှာ SPD ဘောနာ search productive device ပြီးကျွန်တော် ad link system တွေဒါတွေနဲ့ပတ်သက်တဲ့ဒီစံတပ်ပတ်ချက်သဘောတော်ပါလေးတွေကိုကျွန်တော်ကမျှဝေပေးသွားဖို့ရှိပါတယ်အဲ့တော့ဒါနဲ့လာမယ့်ဆက်ဆုံးရက်နေ့မှာဆုံပါမယ်ကျွန်တော်တို့အခုလိုသတင်းရုံးကာလမှာအလုံးစုံစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကောင်းမွန်တဲ့တရားတော်များများကိုလည်းရှာဖွေအားထုတ်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပါတယ်လာမယ့်ဆက်ဆုံးရက်နေ့မှာဆုံပါမယ်